နိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုဖြစ်ပြောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အသိမှတ်ပြုကြောင်းကြေညာဆုံးဖြတ်လိုက်ပါတယ်။မနေ့ကကျင်းပတဲ့153ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးကမြန်မာနိုင်ငံကိုစားပြုဖြစ်ပြောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များဖွဲ့ IPU ရဲ့အဓိကဆွေးနွေးဖက်မိဖက်ဖြစ်ဆက်လက်အသိမှတ်ပြုတယ်လို့ဆုံးဖြတ်ကြေညာခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာပါလီမန်များဖွဲ့ IPU ကမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တကအာဏာသိမ်းပြီးတဲ့နောက်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုမြန်မာပြည်သူ့ရဲ့တရားဝင်ကိုစားပြုအဖွဲ့အစည်းဖြစ်အတိမတ်ပြုခဲ့ပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေနဲ့လည်းနှစ်စဉ် IPU ညီလာခံများနဲ့အစည်းအဝေးများတို့တက်ရောက်ခဲ့ပါတယ်။ယခုဆုံးဖြတ်ချက်ကအကြမ်းဖက်စစ်အုပ်စုကအထူးရောက်ရွေးကောက်ပွဲကျင်းပရန်ကြေညာထားတဲ့အချိန်မှာဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH က IBU ရဲ့အစည်းအဝေးများကိုမြန်မာကိုစားပြုရေးဆက်လက်တက်ရောက်သွားမှာဖြစ်ကြောင်းမြန်မာအရေးဖြည့်ရှင်းမှုမှာနိုင်ငံတကာအတိုင်းဝန်ရဲ့အခမ်းအနားကအရေးပါလာတဲ့ကဲ့သို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကိုလက်တွေ့ကြပြီးရေရှည်တည်တတ်တဲ့ဖြည့်ရှင်းမှုနဲ့ပံ့ပိုးကူညီပေးရတဲ့စစ်မှန်တဲ့လွတ်လပ်မှုလုံခြုံမှုနဲ့ Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကိုပြည်သူလူထုကပြတ်သားခိုင်မာစွာတောင်းဆိုကြိုးပမ်းနေခြင်းကိုကမ္ဘာတစ်ဝန်းကသိမြင်ပြီးထိရောက်တဲ့အကူအညီများရရှိစေဖို့အတွက် ပြည်သူတို့နဲ့ပြည်သူဆန္ဒကိုကိုးစားပြုလျက်ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ပြည်သူ့လွတ်တော်ကိုးစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။ဒါပြင်မျိုးသားညီညွတ်ရေးဆိုရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကလည်း၁၅၀ကျင်းမြောက်နိုင်ငံတကာပါလီမန်များ IPU ရဲ့ညီလာခံမှာအချက်တဲကာလများ၌လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများကိုမြင့်တင်ခြင်းနဲ့လူသားချင်းစာနာမှုလုပ်ငန်းများကိုပံ့ပိုးကူညီခြင်းခေါင်းစဉ်ဖြင့်ပြုလုပ်တဲ့ General Debate အစီအစဉ်သို့တက်ရောက်မင်းကွန်းပြောကြားခဲ့တယ်လို့လည်းသိရပါဗျ။ ။ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်ရဲ့မိန့်ခွန်းမှာမြန်မာချမ်းဖက်စစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲကိုဆက်ကျင်ပေးရန်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ဖမ်းဆီးခံလွတ်တော်ကိုယ်စားလှယ်များအပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းချွင်းချက်မရှိလွတ်ပေးရေးတောင်းဆိုပေးရန်နေမြေဒေသအလုံးမှာလူသားချင်းစာနာထောက်ထားမှုအကူအညီများချက်ချင်းအတားဆီးမရှိရရှိနိုင်ရေးတောင်းဆိုပေးရန်နဲ့လက်နက်နဲ့လင်းစီတင်ပို့ပိတ်ဆို့ခြင်းအပါအဝင်အလုံးစုံရေးရိုတန်းခတ်ပိတ်ဆို့မှုတွေကိုချမှတ်ပေးရန် လက်ရှိပဋိပက္ခကိုလက်တွေ့ကြတဲ့ဖြည့်ရှင်မှုအတွက်မြန်မာဒီမိုကရေစီအင်အားစုများနဲ့တိုင်းရင်းသားအစုအဖွဲ့တွေကိုပံ့ပိုးပေးရန်မေတ္တာရက်ခံပြောဆိုသွားတယ်လို့သိရပါပါတယ်ခင်ဗျာ။လောင်းလုံးမျိုးနယ်အတွင်းချမ်းဖက်စစ်အုပ်စုရဲ့ဟန်ပြရွေးကောက်ပွဲကိုနီလန်းမျိုးစုံနဲ့တိုက်ဖြတ်သွားမှာဖြစ်တာကြောင့်ပြည်သူများလုံးဝပါဝင်ပတ်သက်ခြင်းမပြုဖို့ပကပအတိပေးထားတဲ့တဲ့မှာတနင်္သာရီတိုင်းလောင်းလုံးမျိုးနယ်အတွင်းအချမ်းဖက်စစ်အုပ်စုရဲ့ဟန်ပြရွေးကောက်ပွဲကိုနီလန်းမျိုးစုံနဲ့တိုက်ဖြတ်သွားမှာဖြစ်တာကြောင့်ပြည်သူများလုံးဝပါဝင်ပတ်သက်ခြင်းမပြုလို့ရန်အတိပေးလိုတယ်လို့ ။လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုထားပါတယ်။စစ်မိတ်ဆာမရောက်နိုင်တဲ့ချမ်းဖက်စစ်အုပ်စုကလွတ်လပ်မြောက်တပီပွင်လင်းမြေသားစွာကျင်းပခဲ့တဲ့2021ရွေးကောက်ပွဲမဲရလက်ကိုဆက်ကျင်ကနိုင်ငံတော်တိုင်ပင်ခံတောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးမြင့်အပါအဝင်ရွေးကောက်ပွဲအနိုင်ရပါတီမှတွတ်တော်ကိုယ်စားလှယ်လောင်းများအားလုံးကိုဖန်ဆီး၍မတရားအာဏာလုယူခဲ့ပြီးဒီကနေ့ချိန်ထိနိုင်ငံတော်ဝန်မှစစ်မီးတောက်လောင်စေခဲ့တယ်လို့ဆိုပါတယ် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဖွံ့ဖြိုးဆဲဖြစ်တဲ့မြန်မာနိုင်ငံဟာစစ်အာဏာသိမ်းမှုကြောင့်ဒီမိုကရေစီလမ်းကြောင်းမှာတွေ့ဖဲသွားခဲ့ပြီးအာဏာယူမင်းအွန်လိုင်းနဲ့အပေါင်းပါတစုရဲ့ထင်တန်းကျဲရက်ဆက်ရုံမှမှုတွေကြောင့်ဒီနိုင်ငံလုံးမှာရှိတဲ့ရဟန်းရှင်လူចောင်းသားပြည်သူများရာထောင်ချီရရဆက်ဆက်အသက်ဆုံးရှုံးခဲ့ရကြောင်းဒါပြင်ချက်ဖက်စေုပ်စုမှာနိုင်ငံတော်မှာရှိတဲ့လူနေအိမ်များဘာသာရေးအဆောက်အအုံများကိုဖျက်ဆီးခြင်းရွာလုံးကျွတ်မိရှို့ခြင်းပြည်သူများအပြစ်မှတ်ထားပြီးလေကြောင်းမှဘုံကျဲတိုက်ခိုက်ခြင်း အရွယ်ရောက်ပြီးလူငယ်များအားအာရမစစ်မှုထမ်းခိုင်းစေခြင်းစတဲ့လိုရက်တွေကိုဒီကနေ့ချင်းထိရက်ဆက်ကြမ်းကြုတ်စွာပြုလုပ်လျက်ရှိတယ်လို့လည်းဆိုပါတယ်။ထို့ကဲ့သို့ရက်ဆက်ကြမ်းကြုတ်မှုများကိုနေ့စဉ်ကျူးလွန်နေတဲ့အချမ်းဖက်စေုပ်စုကလာမယ့်ဒီဇင်ဘာလအတွင်းနိုင်ငံတော်မှဟန်ပြရွေးကောက်ပွဲပြုလုပ်ပြီးနိုင်ငံရေးထွက်ပေါက်ရရန်ကြိုးပမ်းလျက်ရှိကြောင်းထို့သောအချမ်းဖက်စစ်အာဏာရှင်များတတ်ဆိုးရှိစေဖို့ထွက်ပေါက်ရှာပြုလုပ်မယ့်ဟန်ပြရွေးကောက်ပွဲအစီအစဉ်ကိုတဝဲခရိုင်အတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့အင်အားစုများအနေနဲ့နီလန်းမျိုးစုံတုံးပြီးတိုက်ဖြတ်သွားကြဖို့နဲ့ ပြည်သူများအနေနဲ့လုံးဝပါဝင်ပတ်သက်ခြင်းမပြုဖို့အလေးနဲ့တိုက်တွန်းလိုတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပြန်ချောင်းဤတာဝန်ခံရဲဘော်ရှေတို့ကပြောဆိုထားတာဖြစ်ပါတယ်။လောင်လုံးမြို့နယ်ပကဖအနေနဲ့အချမ်းပဲစုစုရဲ့ဟန်ပြရွေးကောက်ပွဲအစီအစဉ်ကိုလုံးဝလက်မခံကြောင်းနဲ့နီလန်းမျိုးစုံနဲ့တိုက်ဖြတ်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ကြောက်ပြန်ဆွဆွဲချက်တွေပြီးထိုင်းဗန်နာရီတူဝင်ကြီးနှုတ်ဖက်သွားတဲ့သတင်းကိုလည်းဆက်ပြီးပြောရမယ်။ ထိုင်းမနာရေးဒုဝန်ကြီးဘိုရာပတ်တန်ညာဝတ်ဟောင်းလက်စကောက်အွန်လိုင်းဝယ်လင်ကိုင်းကြားဖြန့်တွေနဲ့ဆက်ဆက်မှုမရှိဘူးလို့ညင်းဆိုပြီးတဲ့နောက်မရေကယာရုကနေနှုတ်ထွက်ခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်နုတင်ချန်ဝီရာကာကာကဒေသတွင်းကအွန်လိုင်းလိန်လယ်ကွန်ရက်တွေနဲ့ချိတ်ဆက်နေတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုစာနဲ့တုံ့ပြန်ဖို့တောင်းဆိုခဲ့ပြီးတဲ့နောက်မှာပဲဒုဝန်ကြီးကယာရုကနေနှုတ်ထွက်ခဲ့တာလို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ကျွန်တော်မှဘန်လုံငန်းနဲ့ငွေကြေးဆိုင်ရာအထွေကြောင့်ကိုဖြေရင်းရောင်းနိုင်ငံတကာရောအနည်း30ကျော်ရှိပါတယ်။နိုင်ငံရေးအာဏာရအောင်မရှာခဲ့ဘူးပါဘူး။ တခုတည်းသောရည်ရွယ်ချက်ကကျွန်တော်ရဲ့ကျွမ်းကျင်မှုနဲ့တိုင်းပြည်ကိုအကျိုးပြုဖို့ပါပဲလို့ဒုဝန်ကြီးကဆိုပါတယ်။ဒုဝန်ကြီးဟောင်းဟောင်းတရားမဝင်ငွေကြေးလုပ်ငန်းတွေသာမကကမ္ဘောဒီးယားကကြားဖြန့်ကွန်ရက်တွေနဲ့ပါချိတ်ဆက်နေတယ်ဆိုပြီးဝေဖန်ခံနေရတာဖြစ်ပါတယ်။ဒီငွေရင်းလုပ်ငန်းတွေနဲ့ဆက်ဆက်တယ်လို့မဟုတ်မမှန်သတင်းဖြန့်သူတွေကိုလည်းတရားဥပဒေအရရေးဥမယ်လို့ဒုဝန်ကြီးဟောင်းကနှုတ်ထွက်ချိန်မှာထည့်သွင်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ကိရင်နေသောဆုံးတဲ့ VGA ခေါင်းဆောင်စောချစ်သူရဲ့စီးပွားရေးမိဖက် ရွှေကုတ်ကိုရထိုင်မျိုးသစ်တည်ထောင်သူနဲ့ကြားဖြန့်ခိုင်းကောင်းဆောင်ရှိကြည်ကျန်းကိုထိုင်းကတရုတ်အစိုးရထံလွှဲပြောင်းပြဖို့ရှိနေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။မြောက်ရီနယ်ရွှေကုတ်ကမှာကြားဖြန့်အွန်လိုင်းဝေလင်ခိုင်းတွေမြေဖြားခံရာရထိုင်ကုမ္ပဏီအုပ်စုရထိုင် International Holding Group ထူထောင်သူရှိကြည်ကျန်းကိုထိုင်းချင်းထောင်ကနေတရုတ်ဘက်ကိုလွှဲပြောင်းဖို့ထိုင်းအခြေခံဥပဒေခုံရုံးကဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံမှာရာဇဝတ်ခိုင်းတွေထူထောင်ထားမှုကြောင့်ထွက်ပြေးလာရပြီး ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားတဲ့ရှီဂျင်ချန်ကိုထိုင်းအစိုးရကအွန်လိုင်းငွေလိမ်ကြားဖြတ်လုပ်ငန်းတွေနဲ့လောင်းကစားမှုတွေကြောင့်ဖမ်းဆီးထားတာဖြစ်ပါတယ်။တူကိုတီယိုအစိုးရဘက်ကလည်းလုံရှိနေတာဖြစ်ပြီးလက်ရှိမှာတော့တရုတ်ထံလွှဲပြောင်းပေးတော့မယ်လို့ဆိုပါတယ်။ရှီဂျင်ချန်ကိုတရုတ်အစိုးရစီလွှဲရမှာဖြစ်ပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကိုယ်တိုင်ကတရားခံလွှဲပြောင်းရေးအမိန့်အာဏာမရှိတာကြောင့်စီရင်ချက်ကိုအယူခံတရားရုံးထံပို့ပေးမယ်လို့လည်းသိရပါတယ်။ကြားဖြတ်ခေါင်းဆောင်ဖြစ်သတ်မှတ်ခံထားတဲ့ရှီဂျင်ချန်ကိုအွန်လိုင်းငွေလိမ်မှု လူကုန်ကူးမှုတွေအပါအဝင် ငွေကြေးခွာချမှုတွေလုပ်တဲ့ဆိုပြီးတရုတ်အစိုးရရဲ့တရားခံလွှဲပြောင်းရေးတောင်းဆိုမှုကြောင့်ထိုင်းအစိုးရကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ရှီဂျီချန်ရဲ့ရထားကုမ္ပဏီအုပ်စုကရထားကုမ္ပဏီ Holding Group အုပ်စုကိုထူထောင်ပြီး BGF ဌာနချုပ်ရွှေကုတ်ကမှမြေငါးရန်ကကြားပြန့်မြို့တော်ဖြစ်လာမဲ့ရွှေကုတ်ကိုမြို့တည်စီမံကိန်းကိုတည်ထောင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။မြန်မာစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုဖြစ်ပျက်သွားတာပဲချဖို့အာဆီယံအဖွဲ့ကကုလကျွမ်းကျင်သူတိုက်တွန်းလိုက်တဲ့တဲ့မှာဆေးဥချိုရေးခိုင်မာစွာမြင့်တွေ့စေပြီး နိုင်ငံတကာဖိအားလျော်ပါစေဖို့ပုံဖော်ထားတဲ့တရားမဝင်ရွေးကောက်ပွဲကျင်းပမဲ့မြန်မာစစ်တပ်ရဲ့အစီအစဉ်ကိုအာဆီယံခေါင်းဆောင်တွေကပြည့်ပြည့်စုံစုံပယ်ချရမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအစီအစဉ်ခန်းစားတင်ပြသူတောမက်အင်ဒူကပြောပါရယ်မြန်မာအရေးနဲ့ပတ်သက်လို့အာဆီယံဖွဲ့ဟာရှေ့မတိုးတာနောက်မဆုတ်တာအခြေအနေဖြစ်ခဲ့တယ်လို့58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ၎င်းကပြောပါရယ်မြန်မာစစ်အုပ်စုဟာလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုပြည့်ပြည့်ပြုနေပါရယ် ထောင်ထဲချီတဲ့နိုင်ငံရေးအကျဉ်းသားတွေအကျဉ်းချခံရဆဲဖြစ်ပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ရေးသားခွင့်ဖိနှိပ်ခံရကောင်အရက်သားတွေကိုစစ်တပ်ကဆက်လက်တိုက်ခိုက်နေပေမဲ့အာဆီယံအဖွဲ့ထံကနေအတူရောင်ရွေးကောက်ပွဲကိုတရားဝင်မှုလိုလားပါတယ်လို့သူကဆိုပါတယ်စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုမှုဟာမြန်မာနိုင်ငံကိုနောက်ပြန်ရောက်စေပြီးတရားမျှတမှုကိုမကာကွယ်နိုင်ဖြစ်စေပြီးရွေးကောက်ပွဲကိုစောင့်ကြည့်လေလာသူတွေဆေလွတ်တာအပါအဝင် စစ်ကောင်မရှင်ကိုတရားဝင်မှုပေးနေတဲ့လုပ်ရက်တွေကိုအာဆီယံခေါင်းဆောင်တွေကရှောင်ကျဉ်ရမယ်လို့၎င်းကပြောပါတယ်စစ်တကောင်အကြမ်းဖက်မှုတွေနဲ့ဖိနှိပ်မှုတွေကျူးလွန်နေပြီးနိုင်ငံရေးခေါင်းဆောင်တွေထိမ့်သိမ်းခံရကောင်လွတ်လပ်မှုတွေပြတ်သုံးနေတဲ့အချိန်ကျင်းပတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့အများယုံကြည်လက်ခံနိုင်မှုမရှိနိုင်ပါဘူးလို့ဒွန်အန်ဒရူးကဆိုပါတယ်တာဝန်ခံမှု စစ်အုပ်စုရဲ့အကြမ်းဖက်မှုအဆုံးသတ်ရေးတပ်ဆိုင်သူအားလုံးနဲ့နိုင်ငံရေးဆွေးနွေးမှုလူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်တောင်းဆိုခြင်းအပြင်အာဆီယံအဖွဲ့ကိုခေါင်းဆောင်မှုပြသဖို့မြန်မာပြည်သူတွေကမျှော်လင့်နေတယ်လို့လည်းဆိုပါတယ်စစ်အုပ်စုကဘုံသဘောတူညီချက်၅ရပ်ကိုချိုးဖောက်ကြောင်းဝန်ခံဖို့နဲ့စစ်ကောင်မရှင်တာဝန်ရှိသူတွေကိုမြန်မာနိုင်ငံကိုကိုးစားပြုပြီးအာဆီယံထိပ်သီးဆွေးနွေးပွဲတွေတက်ရောက်ခွင့်မပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရတိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းတွေအရက်ဖက်အဖွဲ့တွေမြန်မာပြည်သူတွေကိုကိုးစားပြုတဲ့ အရေးပါတဲ့ပါတီတွေနဲ့ထိတွေ့ဆက်ဆံဖို့ဒွန်ဒရူးကအာဆီယံအဖွဲ့ကိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ဒေသနာရပ်ဖက်အဖွဲ့အစည်းတွေမှတစ်ဆင့်နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီထောက်ပံ့တာပါဝင်အကူအညီလိုအပ်နေတဲ့ပြည်သူများအားလုံးထံစာနာမှုအကူအညီပေးအပ်ခွင့်ပြုဖို့ကိုလည်း၎င်းကတောင်းဆိုခဲ့ပါတယ်။မြန်မာပြည်သူတွေဟာလွတ်လပ်မှုနဲ့လူ့ခွင့်ရတိုက်ပွဲမှာအထင်ကြီးလောက်ပဲတတိရှိမှုကိုဆက်လက်ပြသနေပါတယ်။သူတို့လိုအပ်တာလုံဆောင်ချက်ဖြစ်ပြီးစကားလုံးတွေမဟုတ်ပါဘူးလို့လည်းဒူအန်ဒူးကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။